အနဲ့ရောင်ဘူပေါင်းပွင့်စည်တန်းတစ်ခုမှာပါဈေးတွေလည်းအများကြီးပေါ့ကောင်းကင်းကြီးတော့တယ်လဲရှိမယ်မလိုင်းကရေကရာတဲ့မုံလင်မရတဲ့ပေါ့စီတဲ့မုံတဲ့ပေါင်းစုံလည်းရှိပါမယ်ဝတ်သားတုတ်ထိုးတဲ့ခလေးကစားစရာအယုတ်တွေလည်းရှိနိုင်တယ်ဘူပေါင်းတဲ့အထဲတွေကအစဈေးတွေအစုံပွဲစည်တန်းမှာရှိနိုင်ပါတယ်မိုးပြန်ဘူပေါင်းတဲ့လာပြီး ရောင်းတဲ့ဖွဲ့စည်းတန်းမှာသတိထားကြည့်မိရင်မိုးပြန်ဘူပေါင်းလေးတွေကောင်းငင်ကိုတလူလူနဲ့ပြန်ထက်သွားတာကို တွေ့မြင်ဘူးကြတယ်။တခါတလေမိုးပြန်ဘူပေါင်းနေနေလေးကောင်းခင်မှာ လွင့်ပြန်တက်လို့တခါတရံမိုးပြန်ဘူပေါင်းပြပြလေးလေထဲမှာလွင့်မျောလို့ကောင်းငင်ထက်မှာလွင့်ပြန်တက်ပြီးလေနေရပါသွားတဲ့မိုးပြန်ဘူပေါင်းလေးတွေကို မြင်မိတဲ့အခါဘူပေါင်းဝယ်ထားတဲ့ကလေးတယောက်ရဲ့လက်က ကြိုးစားလွတ်ထွက်လို့မိုးပြန်ဘူပေါင်းကမိုးပေါ်ပြန်တက်သွားတာလို့ထင်မိတယ်။အခခတ်သိမ်းတော့လေအဲ့ဒီလိုဖြစ်တာမဟုတ်ဘူး။မိုးပြန်ဘူပေါင်းရောင်းတဲ့သူကသူ့ရောင်းမဲ့ဘူပေါင်းလေးတွေကိုတမင်ကျိုးဖြုတ်ပြီးလွှတ်လိုက်တာတဲ့။ဘာကြောင့်ဒီလိုလုပ်တာလဲ။မိုးပြန်ဘူပေါင်းကိုလေထဲလွှတ်ပြစ်လိုက်တော့အလဟတ်တမဆုံးရှုံးပေဘူးလားလို့တွေးမိမှပဲ။ပွဲစည်းတန်းမှာ ဟိုငေးဒီမောသွာလာနေတဲ့ကလေးတငယ်တွေကကောင်းခင်ပြင်ကြဲကြဲမှာလွင့်ပြန်လာတဲ့မိုးပြန်ဘူပေါင်းနီနီပြပြစိမ့်စိမ့်လေးတွေကိုမြင်တတ်တဲ့ဒီလိုမြင်တဲ့အခါမိုးပြန်ဘူပေါင်းကိုစိတ်ဝင်စားသွားတယ်။ဝဲခြင်းလာတယ်။လူကြီးမိဘကိုမိုးပြန်ဘူပေါင်းဝယ်ပေးဖို့ပူဇော်တယ်တဲ့။ဒါကြောင့်မိုးပြန်ဘူပေါင်းတွေဟာဘူပေါင်းအယောင်းနေသွားရင် သူရောက်မဲ့မိုးပြန်ဘူပေါင်းတွေကတလုံးကို ကျိုးဖြတ်ပြီးကောင်းငင်ကိုလွှတ်တင်တာတဲ့အယောင်းအတွက်ဖြူဟာပေါ့ပွဲစည်းတန်းတစ်ခုမှာမိုးပြန်ဘူပေါင်းတဲ့တယောက်ကသူတို့အယောင်းနီးဖြူဟာအတိုင်းဘူပေါင်းအယောင်းနေတဲ့အခါမိုးပြန်ဘူပေါင်းလေးတွေကိုကျိုးဖြတ်ဖြတ်ပြီးလွှတ်လွှတ်တင်တဲ့တခါတရံနီနီလေးတခါတရံဝါဝါလေးတခါတရံပြပြလေးတခါတရံတော့ဘူပေါင်းစိမ့်စိမ့်လေးဒီလိုနဲ့မိုးပြန်ဘူပေါင်းတဲ့ လက်နဲ့လက်အောင်ပူပေါင်းရောင်းနေရတယ်။တညက်နေခင်မှာတော့ပူပေါင်းတယ်ရဲ့ပစိုးစားကိုတစုံတယောက်ကဆွဲလိုက်တဲ့။ပူပေါင်းတယ်လဲသူ့ပစိုးစားတင်းကနေဖြစ်သွားတော့ငုံကြည့်မိတာပေါ့။ခလေးတယောက်သူ့ကိုမော့ကြည့်နေတယ်။ပူပေါင်းတယ်ကလည်းခလေးကိုပူပေါင်းဝယ်ခြင်းနဲ့ထင်ရဲဆိုတဲ့မျှော်လင့်ချက်နဲ့မျက်စပြစ်လိုက်ပြီးဘာလဲကွာချတိတ်ဆိုပြီးခက်ရွှင်ရွှင်မိတာပေါ့။ ချတိတ်လေးကမိုးပြန်ဘူပေါင်းတဲ့ကိုပြန်ပြုံးပြပြီးဦးကိုတခုမေးချင်တယ်လို့ပြောတယ်။ဘူပေါင်းတဲ့ကလည်းခက်တွတ်တွတ်ပါ မေးစီဗျာမေးပါမေးပါဆိုပြီးပြန်ပြောတယ်။ကောင်းကင်ထက်မှာတလူလူလွင့်ပြန်တက်နေတဲ့မိုးပြန်ဘူပေါင်းနီနီလေးကို ခလေးကလက်ညှိုးညွန်ပြပြီးဟိုမှာဘူပေါင်းနီနီလေးမိုးပေါ်ကိုပြန်တက်သွားတယ်နော်။မိုးပြန်ဘူပေါင်းတဲ့ကအေးပေါ်ဆိုပြီးပြန်ဖြေတယ်။ ကလေးကဆက်ပြီးဘူပေါင်းပြပြလေးလဲမိုးပေါ်ပြန်တက်တယ်နော်လို့ဆက်ပြောတယ်။ဘူပေါင်းတယ်ကခက်ပြုံးပြုံးပဲအင်းလို့ပြောတယ်။ကလေးကဆက်မေးတယ်။ဘူပေါင်းအဝါရောင်လဲတက်တယ်နော်တဲ့။ဘူပေါင်းတယ်ကနီနီပြပြဝါဝါမိုးပေါ်ပြန်တက်ကြတာပဲ။အဲ့တော့သားကဘာသိချင်တာလဲလို့ပြန်မေးတယ်။ကလေးကခက်တက်တွက်ပဲအနဲ့ရောင်ဘူပေါင်းကိုမိုးပေါ်ပြန်တက်နိုင်သလားဆိုပြီးမေးလိုက်တယ်။ မိုးပြန်ဘူပေါင်းတဲ့ကပထမတော့ရီလိုက်အောင်မလို့ပါပဲဒါပေမဲ့မရီဘူးဘူပေါင်းတဲ့ရဲ့မျက်နှာကတိကျိသွားတယ်ခလေးလေးသိကျင်တဲ့အဖြေကိုလေးလေးနက်နက်ပြန်ဖြေပေးတယ်တားရီဘူပေါင်းရဲ့အယောင်ကနေချင်းနေမယ်ပြာချင်းပြာမယ်အနက်ရောင်ဖြစ်ချင်းလည်းဖြစ်မယ်မိုးပေါ်ကိုပြန်တက်ဖို့အတွက်ဘူပေါင်းရဲ့အယောင်ကအေးမကြည့်ဘူးဘူပေါင်းထဲမှာမိုးပေါ်ပြန်တက်မဲ့ဆွမ်းအား မိုးပေါ်ပြန်တက်စေမယ့်အရာရှိဖို့သာလိုတယ်တဲ့ဒီအဖြစ်ပြက်လေးမှာတွေးစရာတွေအများကြီးရှိတယ်အောင်မြင်သူတွေအောင်မြင်မှုရခြင်းရဲ့အဓိကအကျဆုံးအချက်က သူတို့ကိုယ်အတွင်းမှာအောင်မြင်ခြင်းနဲ့စိတ်သက်ရှိနေလိုပါပဲအောင်စိတ်မရှိဘဲမအောင်မြင်နိုင်ဘူးအောင်မြင်မှုကိုလိုလားတဲ့သူဟာ ရှေးဦးပထမအောင်စိတ်ရှိကိုရှိရပါမယ်မိုးပေါ်ကိုပြန်တက်ဖို့အတွက် ဘူပေါင်းရဲ့အယောင်ကအေးမကြီးဘူးဘူပေါင်းထဲမှာမိုးပေါ်ပြန်တက်မဲ့ဆွမ်းအားမိုးပေါ်ပြန်တက်စေမဲ့အရာ ရှိဖို့သာလိုတယ်ဆိုတော့ဘူပေါင်းတယ်ပြောတဲ့စကားကအမှန်ပါပဲ။